ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် Data Entertainment Channel ကနေအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ second mind နဲ့ပဲ Takeru လို့ Japanese Superstar Fighter တယောက်ကိုအလဲထိုးပြလိုက်တဲ့ Thailand Major Fighter Rotan နဲ့1172ပြိုင်ပွဲရဲ့ပွဲပြီးသုံးသက်ချက်ချုပ်ကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ် One Championship ကတော့မကြသေးခင်ကမှပဲ1172ပြိုင်ပွဲကိုဂျပန်နိုင်ငံတိုချိုမြို့မှာတခမ်းတနားနဲ့ကျင်းပသွားခဲ့ပြီဖြစ်ပါတယ် One Championship ရဲ့ promotion ကာလသမိုင်းကြောင့်လျှောက် ပြိဿဝန်ဆန်းမှုအများဆုံးပွဲတစ်ပွဲလုံးညှင်းဆို့ရမှာဖြစ်ပါတယ်။ပွဲအလုံးဒီဘက်ကလည်းပြိဿတွေအကြိုက်တွေ့ခဲ့ကြပါတယ်။ကောင်းပွဲမှာတော့ပြိဿတွေအလုံးစောင့်မြော်နေခဲ့ကြတဲ့ထိုင်းနာမည်ကျော်ဖိုင်တာရော့ထန်နဲ့ဂျပန်စူပါစတာတာကဲရူတို့ကရင်ဆိုင်ထိုးသက်ခဲ့ကြပါတယ်။ပြိဿတွေအလုံးအကြကြီးစောင့်ခဲ့ရပေမဲ့ပွဲကပထမအချိန်မှာပဲပွဲသိမ်းသွားခဲ့တာပါ။မြန်မာပြည်သက်တွေရဲ့အချစ်တော်ကြီးရော့ထန်ဟာပွဲစားရတဲ့လက်သီးတဲ့ပြင်းပြင်းနဲ့တာကဲရူကိုကစားပါတယ်။ ရော့ထန်ဟာတာကဲရုကိုဘဲလက်သီးနဲ့ပထမအခြေ10မိနစ်နဲ့20စက္ကန့်မှာပဲပွဲသိမ်းလိုက်တာပါရော့ထန်ရဲ့ပါဝါကလုံးဝကိုချွတ်ဆင်ကြီးပါပဲပရိသတ်တွေကတော့ပွဲကြီးကိုအချိန်ကြာကြီးစောင့်ခဲ့ရပေမဲ့တကယ်တမ်းကြည့်ရတော့2မိနစ်တောင်မပြည့်ခဲ့ပါဘူးရော့ထန်ကတော့အခုလိုစွမ်းဆောင်ရည်တွေကြောင့်ဩဂရကြီးချက်တွေချင်းမြင့်တဲ့ American Dollar Bonus Dollar 9000ကိုသိမ်းပိုက်သွားနိုင်ခဲ့ပါတယ်။ချက်ကလေးထိုက်နေတဲ့ Fighter တယောက်ဖြစ်ပါတယ်။အဲ့ဒီ main event ပွဲပြီးမှတော့ နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ပွဲတွေလည်းရှိနေပါသေးတယ်။ Thai Nemedo Fighter Super Lane နဲ့ Thai Nemedo Fighter Nabiro ရဲ့ပွဲကလည်းပရိသတ်တွေအကြိုက်တွေးခဲ့စီမှာအမှန်ပါပဲ။အစားကချန်ပီယံခပတ်လူပွဲပြည့်စီစဉ်ထားခဲ့သည့်တိုင်အောင်စူပါလက်ကဝိတ်ပုံနေတဲ့အကြောင်းမလို့ပရိုမိုးရှင်းဘက်ကစူပါလက်ကိုချန်ပီယံခပတ်ပြန်လည်ချုပ်သိမ်းခဲ့ပါတယ်။အဲဒီကြောင့်နာဘီနေနဲ့လည်းရိုးရိုးပွဲသာထိုးသက်ခဲ့ရပါတယ်။ပရိသတ်တွေအနေနဲ့အားလုံးသိတဲ့အတိုင်းစူပါလက်နဲ့နာဘီကပထမတစ်ချိန်ရင်ဆိုင်ထိုးသက်ခဲ့ကြပူပါတယ်။အဲဒီအချိန်မှာနာဘီက စူပါလက်ကိုလုံးဝကိုအခွင့်အရေးမသာခဲ့ပဲရှုံးနေခဲ့တာပါဒါပေမဲ့ဒီဒီချိန်မှာတော့နာဗီကအဲ့ဒီနာဗီလုံးဝမဟုတ်တော့ပါဘူးအစအစအရာရာကိုတာလွန်လာတယ်လို့ပြောရမှာပါစူပါလန်နဲ့ထိုးပြီးတဲ့နောက်ပိုင်းမှာလုံးဝနမေဂျိုဖိုင်တာတွေကိုအနိုင်ယူခဲ့ပြီးနာဗီယာအခုချိန်မှာလုံးဝအကောင်းဆုံးပုံစံကိုရှိနေတယ်လို့ဆိုရမှာပါ။ဂျာရွက်ချမ်းမြေခပတ်ကြီးကိုတော့သိမ့်ပိုက်ထားနိုင်ခဲ့ပြီးဒီနေ့ပွဲမှာဆိုလဲစူပါလော့ကိုလှုပ်ချင်နိုင်လှုပ်ပြသွားခဲ့တာပါ။ စူပါလက်ကိုပထမချီမာတဲ့အမှတ်စဉ်ရခံရလောအောင်နိုင်တဲ့အထိကိုထိုးပြနိုင်ခဲ့တာပါ။နဗီအနေနဲ့အရင်ကတည်းကအများကြီးတိုးတက်လာခဲ့တယ်လို့ဆိုရမှာပါ။သုံးညလုံးကိုအသာကစားပြီးစူပါလက်ကိုအထိနာစေခဲ့ပါတယ်။နောက်ဆုံးမှာတော့နဗီကဒိုင်းဆုံးပြတဲ့နိုင်မောရယူကစူပါလက်ကိုလက်စားချနိုင်ခဲ့ပါတယ်။ဒါမြင်ထိုင်းနမေတော်ဖိုင်တာတို့ပြည့်တဲ့တဝမ်ချမ်းရလဲဒီနေ့မှာတော့ရှုံးဝဲကြုံတွေ့ခဲ့ရပြန်ပြီဖြစ်ပါတယ်။ဂျပန်ဖိုင်တာကိုဘလို့မှရှင်နိုင်ခြင်းမရှိခဲ့ပဲအလဲတို့နဲ့ပဲအရှုံးပေးလိုက်ရတာတွေ့ရပါတယ်။ 172ပြိုင်ပွဲကဂျပန်မီမာထိုးသတ်ခဲ့တဲ့ပြိုင်ပွဲဖြစ်ပြီးဂျပန်ဖိုက်တာအများစုအောင်ပွဲခံခဲ့ကြတယ်လို့ထူးထူးခြားခြားညွှန်းဆိုရမှာပါ။ထိုင်းနဲ့ဂျပန်တွေရဲ့အားပြိုင်မှုကိုကျင်သက်ရှုံမောပဲတွေးခဲ့ရတာဖြစ်ပြီးဂျပန်ဖိုက်တာအများစုလည်းနိုင်ပွဲပုံဖော်နိုင်ခဲ့ကြပါတယ်။ဒါပြင် Flyweight နဲ့ MMA Champion လူပွဲဖြစ် Champion ဟောင်း Andriano Moraes နဲ့ Japanese Superstar Shuya Wakamatsu တို့ကရင်ဆိုင်ထိုးသတ်ခဲ့ကြပါတယ်။ Shuya Wakamatsu က Champion ဟောင်း န်ဗီယာနိုမိုရာအက်စ်ကိုပထမအချိန်မှာပဲ TKO နဲ့နိုင်ပွဲရယူပြနိုင်ခဲ့ပါတယ်။ယူအာဝါကာမတ်ဆူဟာဒီဂျေခဲလွန်မှာအကောင်းဆုံး Flyweight ချန်ပီယံတစ်ဦးဖြစ်လာမယ်လို့လည်းအိုခရာချွတ်တီကိုယ်တိုင်ကသတင်းစာရှင်းလင်းပွဲမှာညွှန်းဆိုထားပါတယ်။ဘယ်လိုတွေဆက်ဖြစ်လာမလဲဆိုတော့ကျွန်တော်တို့ပရိသတ်တွေနေနဲ့ဆက်လက်ဆောင်ကြည့်ရမှာပါ။မြန်မာဖိုက်တာပွဲမှာပါခဲ့တဲ့တိုင်အောင်မြန်မာပြည်သက်တွေအားလုံးသဘောကျခဲ့ကြတဲ့ပွဲတစ်ပွဲလို့ပဲညွှန်းဆိုကြည့်ကြပါလေခင်ဗျာဆက်လက်ပြီးနောက်နေ့တွေမှာလည်းထူးခြားတဲ့သတင်းအကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးမှာဖြစ်လို့အားပေးကြပါအောင်ခင်ဗျာ ဒီကနေ့အတွက်တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲ။ဒါမယ့်နေ့ဒီမှာလည်း MMA လောကနဲ့အာကစားလောကကနောက်ဆုံးရစိတ်ဝင်စားတဲ့အကြောင်းတွေအကြောင်းအရာကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ရသေးရင် subscribe လုပ်သွားကြဖို့တောင်းဆိုပြရစေခင်ဗျာ။အားလုံးပဲတာရဲ့ပျော်ရွှင်မှုအကြောင်းတွေလေးတစ်နေ့ကိုပိုင်းဆိုင်နေကြပါစေ။